ဟုတ်တယ်ဟုတ်တယ်နှစ်ထောင်ခုရှစ်မှာပြောရပါဦးဒါဆိုတော့ဥစ္စာဒီမှာ16ဝါပေါ့ဟုတ်တယ်မှာနေတာကတော့အဲ့လိုပဲ16နှစ်ပေါ့16နှစ်လဲ16နှစ်ဆိုတော့6လပဲချတာဟုတ်တယ်မှာဗျာအဲ့လိုပဲရှိမှာဒါဥစ္စာရဲ့ဒီမှာနေတဲ့ဒီမှာတယ်မှာဖြစ်တဲ့ပေါ့ပြောပါတကယ်ဟုတ်ပြီနေရာလေးပြောင်းလိုက်တော့ location နဲ့ချိန်သွားတာပေါ့တယ်မှာဗျာကိစ္စတူပါဗျာ ဧရိယာဘယ်လောက်ရှိလဲဗျာငါးဧကလောက်ရှိပါတယ်ခိုင်ဟိုဘက်ကတဧကရဲဒကမကြီးတော့လှူပါတယ်ဒါပေမဲ့ဥစဉ်အဲ့ထက်မှာမေရောအုပ်ကူရောထည့်ထားလိုက်တယ်ဟုတ်တချို့ကြလဲဘုန်းကြီးကျောင်းထဲမှာအုပ်ကူမထားခြင်းဥစဉ်ကတော့မိဘဖြစ်တော့ဥစဉ်ရတဲ့မိဘပေါ်မှာအဲဟိုဘက်အချမ်းတော့လက်ခံနေလဲမဟုတ်ဘူးအဲဥစဉ်ရဲ့ဒကမအာဒါကြီးကလုံးမ350ကျော်ပြီးဝယ်ခဲ့ရပြီမယ်အဲ့ဒါလေးက350ပြီးရတယ်ဒါမှမပြီးရတော့ အဲဟိုအချမ်းပေါ့ရေသိရင်လည်းအဲ့ပဲအချမ်းထဲမှာပေါင်ပေါ့ဒါပေမဲ့ဥစဉ်ရေသိရင်တော့ဘာလို့ဒီကြောင်းထဲမှာပဲအဲ့တော့စကားပြပြောရင်မဲရော်ကြီးကဒီကြမှာဆုံးလာလားဟုတ်ပါတယ်ဟိုဥစဉ်မဲရော်မကွေးမှနေနဲ့ဒီမှာဆုံးနေဆိုတာဒီမှာဆေးကုပင်းနဲ့ဆုံးသွားတာပါပဲလို့အရှင်ပြဒီကြောင်းဒီကြောင်းအလောင်းကိုဒီကိုတဲလာပြီးတော့ပဲညှို့လိုက်တာပါအော်မိခင်ဒီမှာဆုံးဟောခမီးတော်နဲ့ဟိုဆိုညမတွေကတော့မကွေးမှဆုံးတော့သူတို့အယူတော်တွေကိုဒီယူလာပြီးတော့အယူတွေကိုယူပြီးတော့ထည့်ထားတာပါဆိုတော့မဲရော် အယူရောခမီးရောအယူရောအကုန်လုံးအဲ့လိုပေါ့ဖျားထဲမှာတော့ခမီးရောအယူအောက်ကခံပြီးမဲရောအလောင်းပေါ်မှာပေါ့တင်မညမရောအောက်ကဒီခြေစစ်တရားထိုင်တဲ့နေရာလေးပေါ့ဒါ generation မှာဦးဇင်းရဲ့သားလေးရဲ့အယူကတော့တော့ရှာလို့မရတော့ဟုတ်ဟုတ်ရှင်ဟုတ်တယ်မပါတွေ့တယ်ပြောဆုံးသွားဆိုတာဟုတ်ပါပြီ အဲ့တော့အဲ့ဒီဝယ်စင်ကတော့ဒီဝါပင်တွေပါလာတာပဲ။ဟောမဟုတ်ပါဘူး။ဒီဝါပင်တွေမပေါ့။အဲ့လိုကဒီမှာတည့်ရတော်လို့ပြောမှာပေါ့။ဒါပေမဲ့တည့်ရတော်ကလည်းသူကတည့်ရပင်တွေကတကယ်ပြောရင်တော့အကိုင်းတွေခုတ်ပြီးတော့ထင်းထိုးရောင်းတာတော့တည့်ရတည်းကနားကုန်တာပေါ့။အဲ့တော့တည့်ရတော်သာပြောတာငကူကတည့်ရတော်မထင်းထိုးရောင်းတော့တည့်ရတည်းကနားပြီးတိတ်ပြီးမတီးနိုင်တော့။အဲအခုဒီတည့်ရတော်ကြီးလည်းမရှိဘူး။ဦးစင်အဲ့မှာတစ်တပင်ဝါပင်ရင်းမှာဆိုရဲအဲဦးစင်ရဲ့ဇကာရှိတာအကြောင်းတဆောင်ဘူး။ အဲ့တော့ဥစဉ်ကိုရိုင်းမှာခြေထောက်နဲ့လမ်းပြီးတော့အကုန်လုံးဒီနားမှာဝါးတစ်မြက်ကို25ကျပ်လာအဖိတ်လာပြီးရတယ်အဲ့ဒီမှာအဲ့လောက်နဲ့တူရမှတ်တော့မမှတ်ဘူးညက်ခွဲလာတော့မမှတ်ပြီးတော့ပေါ်ပေါ်ပါပါပဲအဲ့လုံသမားကလေးပြေးပြီးတော့အဲ့ဥစဉ်ကိုကိုရိုင်းချကွာဒါလေးဒါဒီအကောင်နဲ့ကျွမ်းညင်ညားတယ်သူတို့ရဲ့ဒီနာဆိုက်ပြီးတဲ့လူတွေကြည့်ကြမှုပါပဲတော်ပိုင်းနေကျွမ်းကျင်တယ်ဟုတ်ဟုတ်ဒီမှာ ဝယ်ပြီးစိုက်ခဲ့ရတာနော်တမမအခုကလေးချာအန်ချာနေပဲဒီညံလန်းကိုတော့ဥစ္စာပေါ့ဝယ်ရားတွေစိုက်တာအသားထူလေဒီလမ်းမတွေကတော့ဥစ္စာရောကီဝါရီပေါ့ဒါဥစဉ်စိုက်ခဲ့တာပေါ့ဟုတ်တယ်နှကူကဝင်နေတယ်ရှားပါတာပဲဟုတ်တယ်ဒီဒီဒီအပြင်စားရပါစရဝယ်ရဝါတွေပါလားဒီမှာမေးပြီမဟုတ်မဟုတ်ဒီမေးပြီအကုန်သိပြီနောက်ပြောပြအဲ့မေးပြီဟုတ်အချိန်ကိုလေးစားတော့ဟုတ် ဲ့တော့အခုတပိတော်ကဟိုမှာအရှင်ဘုရားရဲ့ဝင်နေမှာလဲသာဝတိမှာဟိုဒီမှာလဲဟာတဒ္ဓမဇောတိကအဆောင်အဲ့ဒီဥစ္စာကတပိတော်မှာအရှင်ဘုရားလဲပါလာတော့ဒုတိယကျင်းပေါ့လေပထမလူတယောက်နဲ့လဲတွေ့ပြီးပါပြီ။ तू ကတော့ခုနှစ်ခုရတာအရှင်ဘုရားအခုနှစ်ခုတွေ့တယ်ပေါ့။ထားပါတော့ဟိုနည်းနည်းတော့ကြွာတာပေါ့လေမဟာရီပါရီတော့ကြွာတာပါ။အဲ့ဒီဟာကြီးရဲ့ဟိုအတိတ်ပဲရဲ့ ဘယ်လိုဖြစ်လို့ရကြတာလဲဆိုတာလေးပြီးတော့သိရပြီ။အင်းဒါနိုင်ငံတော်ကအဲဖွဲ့ပြီးတဲ့ဌာနတွေရှိတယ်။ဒီမှာဌာနပြုဖွဲ့ရှိတယ်။အဲဌာနဝန်ကြီးဌာနအောက်မှာပဲသူကဒီတာထွန်းပြန့်ဦးစီးဌာနတွေရှိပါတယ်။အဲနေပြီးတော့သူကဘွဲ့ကိုလေဒီပညာနဲ့ဆိုင်တဲ့ဘွဲ့ဟာတတ်တတ်ဒါနာပြုဖို့ရတတ်တတ်အဲ့လိုလူသာပြုတွေလည်းတတ်တတ်ပြီလူနိုင်ငံတော်က တတိဘွဲ့ဖြစ်တဲ့သာနာကိုစောင့်ရှောက်တဲ့ဘွဲ့လေပြီးကြပါတယ်။တမဒါရီရောစနစ်တကျဖွဲ့စည်းထားတဲ့အထက်မှာဥစဉ်ကတော့မဟာတတ္တမဇောတိကဒဇဆိုတဲ့အဲတဆင့်ကျော်ပေါ့ဘွဲ့ရခဲ့ပါတယ်။အဲ့ဒါကတော့မဟာတတ္တမဇောတိကဒဇဆိုတာမန်တတ္တမဇောတိကပြည်မှမဟာတတ္တမပြီးတာပေါ့သုံးတပိုင်းညာအခုဆိုရင်ဥစဉ်အဲ့ကမဟာလဲရှောက်လို့လဲရလို့ရလဲရနေပါပြီ။သို့တော်လည်းမရတာကတော့အဲ့လိုသာနာအတွက်အလုလုတော့ဟိုအတိုက်ခိုက်ကလေးတွေထိခိုက်မှုတွေကလည်း လူကြီးတွေကဗမာမပြောလို့မယ်အောက်လူတွေရဲ့ဟိုအတုံးချထဲမှာတော့ရှိနေမှာပေါ့နေတာပေါ့ဗျဟုတ်ပြီမဟာတတမဇောတိကဇာဘွဲရောက်တဲ့သူကအဲ25ဦးသောဘုရားဘာသာကိုဘလို့တမာဒိဋ္ဌိဘာသာသူကူပြောင်းအောင်စမ်းဆောင်နိုင်ရမယ်ပေါ့ဟောအဲ့ဒါကြီးတခြားလို့ခရစ်ယာန်မွတ်စလင်ဘာသာကြားတွေ အဲ့လိုပြောရင်ကြာနော်ဘယ်မှန်းကောင်းမှာမဟုတ်ဘူးအဲ့လိုမဟုတ်လားဘယ်လိုဟာဟုတ်အဲ့တော့အမှန်တည်းပြောတော့အဲ့လိုပါမှန်ပါတယ်နော်ဒါပေမဲ့ကြီးဘာအချားပါတာပေါ့အဲ့လိုပြောရမလားဒါမှဘာသာဘာသာမဲ့ ETS တွေရှိသေးတာပေါ့အဲ့တော့ဘာသာမဲ့လားဘာသာကြားတွေလားအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ဘက်ကို25ရောက်ရောက်လာရင်ဒီဘွဲရပြောအဲ့လိုလား तू အဲ့ဘွဲရဲ့သမချက်ကဟိုအဲ့ပေါ့၄ရောက်လို့၈ရောက်လို့၁၂ရောက်လို့၁၅ရောက်လို့အော်အဲ့လိုရေးကြပါတယ်အဲ့ဒါကလည်းသူတို့ရဲ့ ဒီနိုင်ငံတော်ကဒီဘွဲကြီးပြီးစဉ်တော့အခြေခံစည်းမျဉ်းနေပေါ့ဟုတ်တာပေါ့အဲ့လိုစည်းမျဉ်းနေတဲ့မှာအဲဦးစင်းကနောက်ပြကြသူကျန်းစာအုပ်လည်းပြုရတယ်အော်အဲဘုံဘုံကဒီဟိုပညာဆွန်လဲဒီပိုင်းတာဘွဲလဲပိုင်းတာဘွဲတွေမှုန်းပေါ့အဲခုလိုမစာကြဘွဲလဲစာကြဘွဲမှုန်းနောက်ကြဓမ္မကိရဘူဇနာဟိတတရလည်းရှိသေးတာပေါ့ဟုတ်တယ်အဲအဲ့အရာတွေကိုအလုံးပြောမယ်ဆိုတော့ဦးစင်းဒီအဲတဖြစ်ညော်ရတယ်ဝါအားဖြင့်လဲငဲပြီးတော့ဦးစင်းရဲ့အလုံးလုံးဆောင်ချက်ဒီမှာ ဥစဉ်ကဗုဒ္ဓဘာသာကိုဥစဉ်စာအုပ်တွေကြောင်းပြောင်းလာတာဥစဉ်ကိုယ်တိုင်နှုတ်ချပြီးတာအဲလူဦးရေရာကြီးရှိတယ်။ဘောဆိုဒါဒီအမျိုးဘာသာတာနာကာဝယ်စောင့်ရှောက်ရေးဆိုဥစဉ်အစောဆုံးလုပ်ခဲ့တာ။တင်ပါအဲ့တော့ဒီမဟာဝါဒဆိုတာဆရာတော်ဇမဆရာတော်ဖျားကြီးမစခဲ့နဲ့ဥစဉ်လုံနေတာ။ဒါဥစဉ်ကိုခေါ်ပြီးတော့မှဆရာတော်ကြီးကဆွေးနွေးခဲ့တာ။တင်ပါအဲ့ဒီအချိန်မှာဥစဉ်ကကလူဗုဒ္ဓဘာသာပြောင်းလဲဝယ်ရေလုပ်ပြီးပြီ။တင်ပါဘာကြောင့်လဲဆိုတော့ပြောင်းခြင်းလို့ပြောင်းတော့မဟုတ်သူတို့ရဲ့ အိမ်တော်ကြီးပြဿနာတွေမိသားစုပြဿနာတွေအဲသူတို့ရဲ့အခက်အခဲတွေဒါကြောင့်ခရိယန်အစ္စလာမ်ဥစ္စာခရိယန်ရွာနေနေတာဥစ္စာကျမ်းနေပြုနေတော့အခုနလို့ဟိုဒါတွေကိုအကျယ်ချက်ပြောရင်ဥစဉ်ရေးတာရဲ့စာအုပ်အရာဆိုတဲ့ဥစဉ်အဘိဇာအဘိဇာအကမှာတရမဇောတိကတော့ရဖြစ်ပြီဟေးဟောတော့ဥစဉ်ရဲ့စာအုပ်တုတ်ကိုဒီမဟာနာဆရာတော်ဖျားကြီးတပါးကသူ့ရွာတရာပေးတာလူကြီး300ရောအင်ဂျီတရာကျော်ဘုရားမှာဖြစ်တာဥစဉ်စာအုပ်တုတ်လေးကြောင့်ဒါဖြတ်လေးပြောရရင် တပည့်တော်နာမည်ကြီးတဲ့ ချောက်ကွင်းကြီးတော့ဘူးอืมဟုတ်တယ်လေချောက်ကွင်းကြီးတော့ဘူးဝတိကอืมတော့လရွာလုံးจุดတူဖြစ်သွားတာဟုတ်အဲ့ဒါလူသဘောမျိုးလားဗျာအဲ့ဒါချောက်ကွင်းကြီးတော့ဘူး85နှစ်ပြည့်อ่ะဦးစင်းเจ้ามาဒေါက်တာပိုင်စိုးနဲ့ဆွေးနွေးချင်းဆိုရှင်ပြเจ้ามาဆိုဘယ်เจ้าဘူးဒီเจ้ามาဟုတ်ဒီเจ้ามาအခုတကယ်ဟိုဘက်ကအခုတွေ့ခဲ့တဲ့ဟိုမှာဘယ်နှစ်ခုနှစ်လောက်มาလဲอืม85နှစ်ပြည့်ဆိုလွန်ခဲ့တဲ့ အဲဆယ်နှစ်ကျော်လောက်ကရှိမယ်။ဦးဇင်းအက်ဂွေထွက်ပါလေ။နွဲ့နေမူငါသားဒေါက်တာပိုင်စိုးဆိုတာ။ဟုတ်ဒေါက်တာပိုင်စိုး။အဲဘုရားဘာသာမှာခရီးရန်ဖြစ်တယ်ဆိုတော့နောက်ဆုံးသူဘုရားဘာသာပြန်ဖြစ်တခုတခါထပ်ပြီးတော့လဲသူစီဝါကြီးကသူနဲ့ဦးဇင်းနဲ့ဆက်သက်ရှိပါလေ။ဒီဦးဇင်းနဲ့တအားကြီးညိုလို့ထားပါတော့ဒီလို personal မပြောဘဲနဲ့ escon on ဒေါက်တာပိုင်စိုးဆိုတာ escon on ဆိုတဲ့တကားတော့ကလဲအဲဟိုဘကူတာနာမန်နေမ်တော့ခရီးရန်ဖြစ်ပါတယ်ဆိုပြီးတော့ လုတ်ခဲ့တာတင်ပါအဲ့ဒါဒီတော့တခါကြီးတော့မသိလို့တခါကြီးမသိလို့ဦးစင်းရဲ့အလွန်နာမည်ကြီးခဲ့တဲ့ဘောရကွင်ဆရာတော်ဆက်တမိုင်းတစ်ခုရဲ့အခြေခံနေပေါ့မှန်နေအဲ့တော့သူတို့နဲ့ဦးစင်းကလုံနေဦးစင်းစီမှာဦးစင်းတနိုင်ငံလုံးလိုက်ပြီးတော့မွတ်စလင်နေခရိယန်နေဒီရွာတွေကခရိယန်နေအစားဒီမှာသူတို့ရဲ့ခရီးရန်ဖြစ်လက်မှတ်ဒီပေးပြီးတော့ဗုဒ္ဓဘာသာပြောင်းအခုရိုက်ခံလို့သေးကုန်ပြီတယ်လို့ပေါ့ဆိုတော့ဒါရီကဥစ္စာနာမည်ယူလည်းမဟုတ်ဘူး အဲတက်တည်လေဥစဉ်နဲ့အတူရှိခဲ့တဲ့သူတွေတော်တော်ဘုရားဘာသာအဖြစ်ခံရအများကြီးပါဗျာအဲ့ဒါကြောင့်မဥစဉ်မဟာတတ္တမရတော့အဲမဟာမင်္ဂလာဓမ္မဇောတိကတစားတကထပ်ပြီးဝိုင်းရင်ပြီးရထပ်ပြီးတာပါတကယ်တော့ဘွဲသူတာဟာဥစဉ်လို့တော်တော်တယောက်တင်ပါအသက်ကြီးမှရန်ဖြစ်တဲ့လူအတွက်အဲတော်တော်တန်ဖိုးကြီးပါတယ်မှန်ပါဗျာတတ္တမဇောတိကဆိုတာမျိုးမဟုတ်ဘူးနော်မဟာတတ္တမကျိုးတဆင့်ရတယ်ဒါလိုပဲဥစဉ်မှာကားနှစ်စီးရတယ်နိုင်ငံတော်ကပြီးတာဒီသာနာယဝဉ္ကြီးဌာနက တပားဦးစီးပြီးတော့ခက်တယ်ဦးစင်းကိုနစီးပြီးလိုက်တာဦးသိန်းစိန်လက်ထက်မှာမှန်တော့ဦးစင်းကဒီပရာဒိုကြီးကိုရှောင်းပြီးတော့ဟာငါလည်းမတတ်နိုင်တော့ကွာလူကကားလေးလုတ်ပါအောင်ဆိုတော့ဘုံဗုဒ္ဓကိုရင်ဆောင်လာဆိုဦးစင်းကိုကြည်ညိုတဲ့စိတ်နဲ့အဲ့ဒီပုံကူကြီးကအဲ့ဒီလူဟာဘုံဗုဒ္ဓကိုရင်ဆောင်အတန်ကြောင်းနဲ့တီးတယ်ဆိုပြီးတော့နောက်တစ်သီးရှောင်းလိုက်ဖျားပြီးတော့စီးစင်းပြရမှာဆိုတော့အဲ့ဒုံငါပေါ့အဲ့လူငယ်တယောက်ပဲပြောမှာ 为你也比伊拉，哎，六个，都管你不着，棚改不着嘛，棚棚，比如说太小的吧，住六平方没住不着，干那些。